အလုံးမဲမင်္ဂလာပါမင်္ဂလာပါเนาะဒီနေ့တော့အာထိုင်းအချင်ဟင်းချက်စားမယ်ဆုံးချက်တဲ့အပိုင်းလိုက်ချက်ကြည့်အရန်ကောင်းတယ်အချင်ဟင်းထဲထဲချက်မဲ့ဟာတွေဆုံးကြမယ်เนาะဒီစလာဗီယာငါပေါ့เนาะစလာဗီယာငါနှစ်ကောင်ဝယ်လာတယ်နှစ်ကောင်ဝယ်လာတယ်60ဘတ်တဲ့တန်တယ် ဟိုဒီနေ့အများကြီးချက်မယ်တယောက်တည်းမစားဘူးဒီနေ့ဆိုင်ကညီမလေးတွေဟွာညီမလေးတွေကိုလည်းအမတွေကိုလည်းယူသွားပေးမယ်လေနော်အဲ့တော့ဆလာဗီယာငါပြီးတော့မှအကျွက်ခါကြတော့ပေတောက်ရှိပေတောက်ရှိထဲမယ်ပြီးတော့မုံညင်းဖြူနောက်ဆုံးဒါခါကြတော့ စူပုတ်ရွက်ဒီစူပုတ်ရွက်ခေါ်ဆုံးချက်ဦးနဲ့ကြော်မယ်နော်နောက်တော့မရှိမဖြစ်အချင်ဟင်းချက်ထိုင်းထိုင်းအချင်ဟင်းလေနော်အချင်ဟင်းရဲ့အနစ်တခါတည်းစေးမဝယ်လာကိုကိုမထောင်းကျမတို့ကမကိုကိုမထောင်းတက်ဘူးကိုကိုမထောင်းတက်ဆိုတာထောင်းရခက်တယ်တလူမျိုးကြည်ညက်နေအောင်ထောင်းရမှာခက်တယ်တိလာအဲကြောင့်မို့ဆုံးကိုယ်တိုင်မထောင်းတခါတည်းဟိုညထောင်းပြီးတာပဲဝယ်လာခဲ့ရနော်အချင်နဲ့ဒါ20ပိုးဝယ်လာတာပါ ဒီဆိုင်ကောင်းတယ်ဒီဆိုင်ဆိုဒီတလတ်ပန်ကပိမှာဝယ်တာเนาะ อืม20ပို့ရအများပဲဒါမဲ့ဒါအကုန်သုံးမှာเนาะอืมအဲ့ဆိုအရင်ဆုံးအော်မိနေအချင်းဟင်းချက်ဖို့အာအရတာထဲတဲ့ချိန်မှာဒါလဲလို့ရเนาะဟွာလေဗာတဲ့ไทยလို့တော့น้ําตาลปี๊บလို့ခေါ်တယ်เนาะ น้ําตาลปี๊บအာမြန်မာလို့ဘယ်လိုခေါ်ပါလဲ တကြားပဲပေါ့နော်တကြားဒါမဲ့ဒါဟွာကြံနဲ့အုံဒီကနေရတဲ့တကြားနဲ့တူနှမျိုးရောပေါင်းထားတာအာဒီမှာသူရေးထားလေน้ําตาลอ้อยผสมน้ําตาลมะพร้าวเนาะအဲ့တော့ဒါသုံးမယ်น้ําตาลปี๊บဒါလည်းသုံးဖို့လိုရနော်ဒါလည်းထဲတူတူတူအရာဒါလေးရလေอืมဒါမပိုင်ရင်ကင်ဆုံမကောင်းတကယ်ပြီးတော့ဒါခကြတော့ มะขามเปียกเอ่ออะฉินเฮงဆိုတော့เนาะအချင်တက်ကိုဒီကနေယူလာပါမကြီးရေလည်းထည့်မယ်เนาะချင်အချင်တက်အတွက်မကြီးရေအဲ့ဆိုရင်အရင်ဆုံးငါးကိုပြောင်းအောင်စီးမယ်ဆုံးမငါးကိုရှာလကရင်နဲ့စားနဲ့အဲ့အဲ့နှမျိုးနဲ့ရောပြီးတော့မှသူ့ကိုပြောင်းအောင်လေးစီးပေးလိုက်မယ်ညီစော်တွေလည်းမနမ်းလို့လीเนาะငါတန့်အောင်စေးပြီးတော့ပြီဆိုရင်ငါကိုရစ်စစ်ထားပြီးလိုက်မယ် ပြီးတော့အချင်းဟင်းတဲ့ထဲမဲ့အတီရွက်တွေကိုစားရည်နဲ့5မိနစ်လောက်အရင်စိမ်ပြီးမှသူ့လီးမယ်နော်စူပောက်ရွက်ကိုလည်းရေစေးလိုက်မယ်။ပြီးတော့စူပောက်ရွက်ရဲ့အညွတ်နဲ့အရွက် နုနုလေးတွေပဲရွေးယူမယ်နော်။ရင့်တဲ့အကိုင်းတွေလုံးဝမယူပါနဲ့။စားလို့လုံးဝအဆင်မပြေပါဘူး။ တော့ဟုတ်ခဏတော့အတီးရွက်တယ်ရောလဲအကုန်လုံးပိုင်းထားလိုက်မယ်မုံညင်းဖြူတော့တက်တက်လေးခွဲထားပြီးနော်ဒီရဲ့ပန်းမုံလာနဲ့ပဲတောင်ရှည်ရခါကျတော့သူ့အတူတူရောထားလို့ရပါလို့သူရနည်းနည်းတော့နည်းနည်းစက်အချိန်အချိန်ပေးပြီးစက်ရတယ်ကွအဲ့တော့ဒီနှစ်ခုအရင်ပေါင်းထားလိုက်မယ်ပဲတောင်ရှည်နဲ့ပန်းမုံလာကိုအတူတူထည့်မယ်မုံညင်းဖြူနောက်ဆုံးမှထည့်မယ်နော်ပြီးတော့မကြီးမဲကိုလည်းရင်ွေနဲ့စိန်ထားလိုက်မယ်။ဆိုမှဟိုခဏကလေးကစိန်ဖို့မိသွားတယ်ကွ။ အရွက်ဒီအကောင်လုံးပြင်ဆင်ပြီးသွားပြီဆိုရင်စုံမငါးကြော်ပါတော့မယ်ငါးကြော်တဲ့ချိန်စီချက်ဖို့လိုတယ်เนาะပြီးတော့စုံမငါးကိုဒီအကြော်မုတ်နဲ့အရင်ဆုံးလူးပြီးတော့မှကြော်မယ်အဲဆိုအိုးလည်းမကပ်ဘူးပြီးတော့ဆင်လည်းမဆင်ဘူးပေါ့เนาะစီမဆင်ဘူးကွယ်ပြီးတော့ငါးကိုမီးအရန်ပြင်းပြီးတော့လည်းမကြော်နဲ့เนาะတူသွားတတ်တယ်เนาะအဲ့တော့ငါးကိုဒီတိုင်းစိတ်အေးအေးလေးထားပြီးတော့မှကြော်ပေါ့เนาะပြီးတော့သူကဝါပြီးတော့မှကြွတ်လာပြီးဆို တလောက်လေးဆိုရပြီเนาะငားကြော်ပြီးတော့ပြီဆိုရင်စူပယ်ရွက်ကိုကျဥ်နဲ့ကြော်ပါမယ်အာစူပယ်ရွက်နဲ့ကျဥ်တဲ့ကိုစောမငံပြရည်တစ်ခုပဲထည့်ပြီးကြော်မယ်နော်စူပယ်ရွက်နဲ့ကျဥ်ကြော်တဲ့အချိန်မှာလဲမီးကိုအရင်မပြင်းနဲ့နော်အမျိုးမဟုတ်ရင်သွားတူးသွားတတ်တယ်နော်စူပယ်ရွက်နဲ့ကျဥ်ကကြော်လို့ပြီးတော့ပြီးပြန်အချင်းဟင်းစားချက်တော့မယ်နော် အရင်ဆုံးဆုံးမအချင်ဟင်းတဲမဲ့အိုးတဲကိုစီနေနေလေးထည့်ရမတီအချင်အနက်ကိုမွေးနေအောင်အရင်ကြော်တယ်เนาะပြီးတော့ရေန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 ေချင်းစီဖြည့်ပြီးတော့မှကိုလိုချင်တဲ့ပမာဏအထိထည့်လိုက်တယ်ပြီးတော့ငားကိုလည်းတခါတည်းထည့်ကြိုလိုက်တယ်เนาะငားကြော်ဒီတိုင်းလေးထည့်ကြိုရင်ဟင်းရည်ကချိုပြီးတော့မှမွေးနေရဟင်းရည်အိုးတခါပြန်ပွက်လာဖို့စောက်တဲ့ချိန်မှာဆိုမတီရဲ့စူပါရွက်နဲ့ချက်ဥကြော်လေးကိုအတုံးလေးတုံးလိုက်မယ် ဟင်းရဒီလိုကြက်လာပြီးဆိုရင်ဆိုမှဒီပဲတောက်ရှည်နဲ့ပတ်မောက်လာကိုအရင်ဆုံးအာထဲလိုက်မယ်။တွားနည်းနည်းလေးကြက်ဖို့အချိန်ယူရရလေနော်။ပဲတီးနဲ့ပတ်မောက်လာကိုကြက်အောင်ထားပြီးတွားပြီးဆိုရင်ဒီရဲ့စူပုပ်ရွက်နဲ့ကြက်ဥကိုထဲလို့ရပါပြီနော်။ပြီးတော့မုံရင်းဖြူလေးလည်းထဲ့ပြီးတော့အရာတာတွက်ဆုံးကကြက်သားမုတ်ထဲတယ်။အာပြီးတော့တကြာအဲနမ်တန်ပီပေါ့နော်နမ်တန်ပီထဲတယ်။ ပြီးတော့မကြီးရေเนาะအချင်တက်အတွက် မကြီးရေကိုထည့်လိုက်တယ်စုံဖုတ်နှက်စိန်ထားတာစုံအကုန်လုံးထည့်တယ်เนาะအာပြီးတော့ငံပြရေအဲ့ဒါပဲเนาะအရာဒါကဒီအရာဒါအလေးအပေါ့ခေစုံပြောတဲ့အတိုင်းဟိုဟာကိုကိုချင်းချင်းပြီးထည့်ကြပါเนาะကိုကြိုက်တဲ့အရာဒါဖြစ်ရင်ရပြီလေเนาะအဲ့တော့ထည့်ပြီးတော့လည်းမြည်ကြီးကြကိုကြိုက်တဲ့အရာဒါလေးဖြစ်ပြီးဆိုရင်အဲ့ဒါဆိုရင်အစင်ပြေပြီပေါ့နော်ပြီးတော့သူ့လည်းနည်းနည်းလေးပွက်အောင်ထပ်ထားပြီးရင်ဆိုအဲ့ဒါဆိုစားလို့ရပါပြီချက်စားကြည့်ကြနော် လွယ်လွယ်လေးပဲဘာမှမခက်ဘူးတလားအရတာလည်းရမ်းရှိအဆုံးထိကြည့်ပြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုနှစ်သက်လို့ရှင် like share subscribe လေးတွေလုပ်ပေးကြပါလို့နောက်ဗီဒီယိုတွေမှာလည်းဆက်တွေ့ကြပါမယ်နော်